အွန်လိုင်းပေါ်ကလိန်ကြီး၄မျိုးယခုလိုတိုးတက်လာတဲ့ခေတ်ကြီးတည်းမှာလူတိုင်းဟာဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်ကိုရောက်ရှိလာကြပါပြီ။၎င်းတဲ့အတူပါရှိလာတာကတော့အွန်လိုင်းပေါ်ကလိန်ကြီးတွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုလူလိမ်မတမာတွေကနှိပညာကူညီနဲ့အချိန်ခဏလေးတွေးမှရရဆက်ဆက်ငွေကြေးလိန်လိန်နေကြတာကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာခက်ဆက်စိတ်တွေ့မြင်နေကြပါတယ်။သူတို့တွေဘလုံးလိန်နေနေလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ နံပါတ်၁ Telegram လစ်မှာလိန်ပြီးကျွန်တော်မိတ်ဆွေတယောက်က online game တွေဆော့ပါတယ်။တနေ့မှာသူ့ရဲ့ Telegram အကောင့်ကိုမတမာသူတွေကဟက်ပြီးတော့ရရှိသွားပါတယ်။သူ့ Telegram ကွန်တက်ထဲကမိတ်ဆွေတွေကိုတာကြီးဒါမင်းပုံလားဆိုပြီးတော့ link တစ်ခုပို့ပေးပါတယ်။ကျွန်တော်တို့လည်းကျွန်တော်နာမည်နဲ့ link တစ်ခုလာပို့ပါတယ်။ကျွန်တော်တို့ကဆက်စုပြီးတော့အဲ့ဒီ link ကိုနှိပ်မိပါကကျွန်တော်တို့ရဲ့အရေးကြီးတဲ့အချက်လက်တွေနဲ့ကျွန်တော်တို့ရဲ့ KP ဖွင့်ပေးတွေပါသွားမှာဖြစ်ပါတယ်။ သူတို့ဟာဒီလင့်တွေကိုကျွန်တော်တို့တိုက်ရိုက်မဖို့ပဲကျွန်တော်တို့ယုံကြည်ရတဲ့ကျွန်တော်တို့မိတ်ဆွေတွေထံမှပို့ချင်းပြီးသူတို့ရဲ့တားကောင်ဖြစ်အောင်ကြံဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ Telegram မှာအဲ့လိုလင့်တွေလာပို့နေပြီဆိုရင်မနှိမ့်ပြီစီပဲတမ်းပြီးဘလော့လိုက်ကြဖို့တိုက်တွန်းပါတယ်ခင်ဗျာ။မှတ်နှစ် Facebook ပေါ်မှာလိန်ဒီ အခုတလော Facebook ပေါ်မှာဆရာတော်နေနဲ့ယောက်ျားလေးအများစုကိုပြစ်မှတ်ထားလိနေကြတာကတော့ဆက်ချက်တဲ့စကွင်ရှော့တွေပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ official Facebook account တွေကိုမင်းကလေးလက်လက်ပုံလေးတင်ထားတဲ့အကောက်တူတွေလာအပ်ကြပါလိမ့်မယ်ပြီးတော့သူတို့ရဲ့ friend တွေပါတယ်ကျွန်တော်တို့ရဲ့မိတ်ဆွေတငယ်ချင်းဆွေမျိုးတွေကိုလည်းကြိုအပ်ထားပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့ရဲ့အချက်လက်တွေကိုလေ့လာပြီးကျွန်တော်တို့ကိုလာရောက်ကြပါလိမ့်မယ်ကျွန်တော်တို့သူတို့ရဲ့သမီးစားလို့ပလော့ပလင်စကားတွေလာပြောပြီးတော့သူတို့ရဲ့ခွင်ထဲကိုဝင်အောင်ကြိုးစားကြပါလိမ့်မယ်နောက်ဆုံးမိတ်ဆွေအနေနဲ့သူတို့နဲ့ဆက်ချက်ပြီးသွားရင်တော့မိတ်ဆွေ ဘွားမှာမကြုံဘူးတဲ့ငွေကြေးလိမ်လည်မှုတဲ့အစိုးရအောင်ကြုံတွေ့ရပါလိမ့်မယ်ခင်ဗျာဆရာတော်တန်ခါတော်တွေကိုလည်းဒကမအယောင်ဆောင်ပြီးလာနေနေကြတော့ဆရာတော်တွေမှာပညာသားပပပြောဆွေးနေကြတာကိုလည်းတွေ့ရပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့အဆက်သိခါကိုခြာနှင်းပြီးတော့ငွေကြေးညှစ်တယ်လိမ်နေကြီးတစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်3ချင်းငွေလိမ်ကြီး ဒါကတော့ကျွန်တော်တို့ Facebook ကြည့်ရင်လည်းချင်းဝင်တဲ့ပတ်သက်တဲ့ကြော်ညာလေးတွေကိုတွေ့တွေ့နေရပါတယ်။တချို့ကြော်ညာလေးဆိုရင်ဆယ်လီတွေရဲ့ပုံတွေဗီဒီယိုတွေကိုယူသုံးပြီးတော့ဗီဒီယို editing လုပ်တာလူတွေကိုယုံကြည်အောင်ကြော်ညာနေကြတာကိုလည်းတွေ့ရပါတယ်။မိတ်ဆွေတွေနဲ့ငွေကြေးခက်ခဲလို့ဆိုပြီးအဲ့ဒီကြော်ညာက link တွေ software တွေကိုတွားတောင်းပြီးပါကမိတ်ဆွေရဲ့ဘဝကလူတွေရဲ့ဒရုခတ်မှာပတ်လက်မျိုးပြီးသူတို့ကမှတ်လိုက်ပါတော့ခင်ဗျာ။သူတို့ဘလို့လိမ့်နေဆိုရင်တော့မိတ်ဆွေကိုအတွုံးတတတာတဲ့ချင်းဝင်ရောက်လို့ပါက CV form တင်ခိုင်းပါလိမ့်မယ်။ အဲ့ဖော်မှာမိတ်ဆွေရဲ့နာမည်မှတ်ပုံတွေဖုန်းနံပါတ်တွေနဲ့မိတ်ဆွေရဲ့ကိုယ်ရေးကုတာအချက်လက်တွေကိုဖြည့်ခိုင်းပါလိမ့်မယ်အချက်လက်တွေပြည့်စုံသွားရင်ဆိုရင်တော့မိတ်ဆွေရဲ့ KB တဲ့ကိုချင်းငွေရောက်ရှိလာပါလိမ့်မယ်မိတ်ဆွေကချင်းငွေရရှိလို့ပြောနေတယ်ဆိုရင်တော့အဲ့ဒီပြောကတပတ်အောင်ခံမှာမဟုတ်ပါဘူးဘာလို့ဆိုမိတ်ဆွေကိုဖောင်းနေခိုင်းတဲ့အချိန်တွေကမိတ်ဆွေရဲ့ဘုံမှာပတ်ထားတဲ့မိဘတငယ်ချင်းမိတ်ဆွေတွေရဲ့ဖုန်းနံပါတ်တွေကိုသူတို့ကရရှိပြီးသွားပြီဖြစ်ပါတယ်မိတ်ဆွေကိုတပတ်ပြည့်လို့ကိုတပတ်ပြည့်ရင်ချင်းငွေပြန်ဆက်ဖို့သူတို့ဆက်သွယ်လာပါလိမ့်မယ်ဥပမာမိတ်ဆွေချေးတာတသိန်းဆိုရင်တပတ်ထဲနဲ့အတူ9000 ောင်းပါတသိန်း9000ဆက်ခိုင်းပါလိမ့်မယ်မိတ်ဆွေအနေနဲ့ဒါမတရားဘူးဆိုပြီးတော့စင်ကပ်ပိပြီးရှောင်နေမယ်ဆိုရင်တော့မိတ်ဆွေရဲ့ဘဝကသူများတွေရဲ့တွေ့ကမှာပက်လက်မျိုးပြီးသူတို့ကမှတ်လိုက်ပါတော့ဘာလို့ဆိုရင်သူတို့ကမိတ်ဆွေရဲ့ကွန်တက်တမှာပါတဲ့ဖုန်းနံပါတ်တွေကိုလိုက်ဆက်ပြီးတော့မိတ်ဆွေကသူတို့တွေကပတ်စံချပြီးတော့ပြန်ဆက်တဲ့အကြောင်းနောက်ပြီးတော့မိတ်ဆွေကလူရင်းတယောက်ဖြစ်တဲ့အကြောင်းကို လိုက်ပြောပါလိမ့်မယ်။နောက်ပြီးတော့မိတ်ဆွေအတိမိတ်ဆွေတွေကိုမိုင်ရိုင်းချင်းတီးတဲ့စကလုံးတွေနဲ့ဆဲဆုပ်ချိန်ပေါင်းပြီးပြောဆိုကြပါလိမ့်မယ်။ဒါကတော့မိမိအမားတစ်ခုကြောင့်မဆိုင်တဲ့လူကြီးလူကောင်းမိတ်ဆွေတွေကိုဆဲဆုပ်ချိန်ပေါင်းပြီးပြုတ်လုကြတဲ့ငွေကြေးလိမ်လည်မှုတစ်ခုပဲဖြစ်ပါတယ်ခင်ဗျ။နံပါတ်၄ TikTok ပေါ်မှာငွေလိမ်ကြီး TikTok ပေါ်ကနေဘလို့ငွေလိမ်နေဆိုရင်တော့ကျွန်တော်တို့ TikTok မှာပရိုက်တာလုပ်တဲ့သူတွေဈေးရောက်နေတဲ့သူတွေအများကြီးရှိပါတယ် သူတို့ချစ်လို့အမြဲအားပေးနေတဲ့ပိတ်သက်နေတဲ့ရှိပါလေ။ pride လောက်တဲ့အကူတွေဆိုရင်အကူညီလိုနေတဲ့ပြည်သူတွေကိုအကူညီပေးနေတဲ့ဗီဒီယိုလေးတွေတင်ကြပါလေ။အဲ့ဒီဗီဒီယိုလေးတွေကိုအနေနဲ့ရက်မှပိတ်သက်နေရတဲ့စောက်ကြည့်အားပေးကြပါလေ။ကျွန်တော်တို့အပ်ဗီဒီယိုလေးတွေကိုကြည့်ရင်တက်ကြီးပိုးပွားတွေခလီးငယ်တွေရဲ့ဒုက္ခတွေကိုစာနာတရားလို့ဆိုပြီးကျွန်တော်တို့ရဲ့ချွေးနေတာလေးတွေရဲ့လှူဒန်းကျင်တဲ့အခါမှာကိုယ့်မှာလှူလို့ရမယ့်ဖုန်းနံပါတ်လေးတွေတောင်းကြပါလေ။ အဲ့ဒီလိုတောင်းတဲ့ကိုမတ်တွေအောက်မှာအချောင်သမားတွေကပရာယုတအကူတွေရဲ့ဓာတ်ပုံ profile တွေကိုယူသုံးပြီးတော့အကောက်တုတွေနဲ့ KB ကောက်တွေ၊ပွေကောက်တွေမှန်းကြပါတယ်။ဒါဟုတ်တရာတရားထက်တန်တဲ့မိဘပြည်သူတွေကအတူစစ်မစစ်စင်းမိပဲလွှဲလိုက်မိပြီဆိုရင်တော့မတမာလူတွေအကောက်ထဲကိုကျွန်တော်တို့ရဲ့ချွေးနဲ့သာငွေကြေးလေးတွေရောက်ရှိသွားမှာဖြစ်ပါတယ်။အမှန်လဲအပြစ်မှာအဲ့ဒီလိုတွေမှားလွဲမိကြတော့ပရာယုတအကူတွေနဲ့ online လုပ်ငန်းရှင်တွေကအဲ့ဒီပြဿနာတွေပတ်သက်ပြီးဗီဒီယိုလေးတွေတိတိကျကျလုပ်ပြီးတော့အမြဲပြောပြနေရပါတယ်။ဒါကတော့ပုံတူရိုက်တဲ့လိန်နီးပဲဖြစ်ပါတယ်။ အဲ့ဒါမျိုးကျွန်တော်တို့အနေနဲ့ငွေလဲရတော့မယ်ဆိုရင်တေချာစစ်စစ်အတူပြူးမှာတေချာမှငွေလဲပေးတင်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဒါကတော့ယခုလက်ရှိအပြစ်မှာတကယ်ဖြစ်ပျက်နေတဲ့ online ပေါ်ကဝေလိန်ကြီးတွေပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ social media အသုံးပြုနေရင်လည်းလျှက်တဲ့ပြန်ဘဝပဲပြတ်သွားနိုင်တာမို့သတိထားဆင်ခြင်ကြပါရန်အားလုံးဒီဗီဒီယိုလေးနဲ့အတိပေးလိုက်ပါတယ်ခင်ဗျာအားလုံးပဲလူချင်းချင်းလက်ပတ်ချင်းမှာကင်းဝေးကြပါသည်မိတ်ဆွေတို့အနေနဲ့ကြုံမှုတည်မှုတွေ online ပေါ်ကဝေလိန်ကြီးတွေရှိခဲ့ရင်အများပြည်သူတွေသိအောင် ကိုမမဝန်မှန်ပေးသွားကြပါရဲ့မြစ်တန်ရက်ခန့်အပါတယ်ခင်ဗျာ